ျောက်လောကမှာစာရိလက်တွေဆိုတာရှိတယ်။စာရိလက်တွေဆိုတာရှိတဲ့အနေထားကိုတုံးသက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရန်ချောင်းစပြောရမယ်နော်။ရန်နဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားတွေညောစာရှိတယ်။ရန်ချောင်းရင်အသားချောင်းမယ်။ရန်ချမ်းရင်အသားချမ်းမယ်။ရန်စိတ်ရင်ကြောက်သားတင်းမယ်။ရန်ချဲ့ရင် ကြောက်သားချဲမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ရမ်းချောရင်အသားချောမယ်ဆိုတော့ကျွန်တော်တို့ရမ်းကိုစကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာကိုကြည့်ရမလဲကြောက်ရဲ့အခွန်ပေါ်မှာရှိတဲ့မုံလေးလဲ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 မြင်ရတဲ့အမုံလေးတွေကိုကျွန်တော်တို့ကြည့်ပြီးတော့မှအတွင်းထဲကကြောက်တစ်လုံးရဲ့ကြောက်သားကောင်းခြင်းမကောင်းခြင်းကိုကျွန်တော်တို့ခွဲခြားပြီးတော့မှသုံးသပ်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ ချို့ကြောက်တွေကညသောပြေကရန်ချော်ပြီးတော့မှတချို့ကြောက်တွေကသားမရတာမျိုးတွေကျင်းထဲမှာဖြတ်တဲ့ချိန်မှာကြောက်ကိုဝယ်ပြီးတော့မှဖြတ်တဲ့ချိန်မှာဟာဒါတော့ရန်ချော်တယ်ဒါတော့ရန်ချော်လို့ကဒါကိုဝယ်ပြီးတော့ဖြတ်မယ်စာရိယနော်ရန်ချော်ရင်အသားချောမယ်ဆိုတော့ဒီကြောက်ကအသားချောနိုင်တယ်ဆိုပြီးတော့မှကျွန်တော်တို့ဝယ်ပြီးတော့မှဖြတ်တဲ့သူတွေလည်းကြောက်လောက်ကမှအများကြီးရှိပါတယ်ဒါမဲ့ရန်ချော်ပြီးတိုင်းလဲအသားမရတဲ့ကြောက်တွေလည်းအများကြီးရှိပါတယ် ရန်ချောပြီးတော့မှကြောက်သားပြတ်သွားတဲ့ကြောက်တွေလည်းအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီရန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခွဲခြားစရာတွေအများကြီးရှိပါတယ်အဓိကကြာအရာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရန်ချောတဲ့အသားပြတ်တယ်ဘာကြောင့်ပြတ်တာလဲဘာကြောင့်ပြတ်တာလဲပြည့်ရတဲ့အကြောင်းရင်းကရှိကိုရှိရမယ်ကျွန်တော်တို့ကြောက်တော့ကမှာနော်ကျွန်တော်ကြောက်တော့ကမှာရန်ချောပြီးတော့အသားပြဲတဲ့အကြောင်းအရာကရှိကိုချိရမယ်ဘာသာဖြစ်မှာလဲ ရန်ချောပြီးတော့မှအသားပိတ်သွားတာမျိုးလေးအသားပြတ်သွားတာမျိုးလေးလုံးဝအသားမရတာမျိုးလေးနောက်ဆုံးကြီးကဲသားမောက်သားဖြစ်တဲ့အထိကျွန်တော်တို့ဖြတ်တဲ့ချိန်မှာမထင်မှတ်ထားတဲ့အရာတွေပြောင်းလဲသွားတာတွေအများကြီးကျွန်တော်တို့เนาะတွေ့ရတာမျိုးလေးကြုံရတာမျိုးလေးရှိလာနိုင်ပါတယ်ရှိလည်းရှိမှာပါเนาะအဲ့တော့ရန်ချောတိုင်းလဲကြောက်ကဝဲလို့မရပါဘူးရန်ချောတိုင်းလဲကျွန်တော်တို့အတွင်းမှာအသားရမလို့လည်းမှန်းလို့မရပါဘူးအဲ့တော့ဘာကြောင့် မရတာလဲအသားမရတာလဲဘာကြောင့်အသားရတာလဲဆိုတဲ့အချက်တွေကျွန်တော်နောက်ပိုင်းကျွန်တော်ဒီကျွန်တော်ရဲ့ page ကနေပြီးတော့ the line of jake ကနေပြီးတော့ကျွန်တော်တင်ပြတော့မှာဖြစ်ပါတယ်ရန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နားမလည်သေးတဲ့သူတွေเนาะကျွန်တော်တို့ကြောက်တော့ကမှာမဟုတ်တဲ့ကြောက်တော့ကရဲ့နေပဲမှာရက်တည်ပြီးတော့မှလုပ်ငန်းလုပ်နေတဲ့သူတွေမဟုတ်တဲ့သူတွေများတော့ဖြစ်ကကျွန်တော်တို့ဒီရန်နဲ့ပတ်သက်ပြီးတော့မှတိချဖို့အခြေခံသဘောထားလေးတိချဖို့လိုအပ်ပါတယ် the line of jake ကိုကျွန်တော်တို့နောက်ပိုင်းကြည့်တဲ့ပို့ပြီးတော့မှရန်နဲ့ပတ်သက်ပြီးတော့မှ ပြည်ပြည်စုံစုံအကြောင်းအရာတွေကျွန်တော်တင်ပြတော့မှဖြစ်ပါတယ်အားလုံးပဲကျွန်တော် live ကျွန်တော်ရဲ့ live update နော်ကျွန်တော်ရဲ့ page ကို like and follow follow လေးလုပ်ထားပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရန်နေပတိတော့မှနောက်တစ်ခေါက်တင်မယ့်အကြောင်းအရာတော့ကျွန်တော်တို့ရန်ချောပြီးတော့မှအသားရတဲ့အနေထားဘာကြောင့်ဖြစ်တာလဲရန်ကြံပြီးတော့မှအသားရတဲ့အနေထားဘာကြောင့်ဖြစ်တာလဲအသားမြတဲ့အနေထားဘာကြောင့်ဖြစ်တာလဲ ရန်ချောပြီးတော့မှအသားရတဲ့အနေအထားဘာကြောင့်ဖြစ်တာလဲရန်ချောပြီးတော့မှအသားပြတ်သွားတဲ့အကြောင်းအရာကဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ခွဲခြားပြီးတော့တင်တော့ရှိပါတယ်ကျွန်တော်ရဲ့ the light of day ကို like and follow လေးလောက်ထားဖို့မပြေပါနဲ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ